2025ခုနှစ်ဒီဇင်ဘာလ9ရက်နေ့မှာစကိုင်းတိုင်းတပည့်ရင်းမြို့နယ်မြေခံရွာကလက်ဖက်ရည်ဆိုင်ကိုစစ်ကော်မရှင်လေတပ်ကပုံကျဲတိုက်ခိုက်ခဲ့ရမှာအရသားတွေစုလိုက်ပြုံးလိုက်တည်ဆုံခဲ့ပါတယ်။9ရက်နေ့ကဖြစ်တဲ့ဖြစ်စဉ်ကကျွန်တော်တို့ဟိုကကျွန်တော်ကအဲ့နေ့ကအိမ်မှာရှိရကျွန်တော်ကြမ်းမိုက်မကောင်းလို့ဆိုပြီးတော့အိမ်မှာဟောင်းနေတာ။အဲ့မှာဟောင်းနေပြီးတော့မက်ဒီလာရှန်တဲ့လေစိတ်ကနေပြီးတော့ဟိုဆက်ပြက်တက်လာပြီဆိုတော့ကျွန်တော်တို့အဲ့အိမ်မှာဝေဝင့်နေကြပါတော့ကျွန်တော်။အဲ့မှာ 7ຫນ ày 10မိနစ်လောက်ကြာတော့ဝုန်းခဏတန်ကကြာလိုက်တာခုနကကျွန်တော်တို့အိမ်ပေါ်တွေမှာလည်းအကုန်လုံးဟိုအဆန်တွေကြာလာပါပြီနော်အဲ့တော့ကျွန်တော်လည်းအနီးညာတော့ကြာတာဖြစ်နေပြီဆိုတော့လောစင်အဲ့ဂျပိုက်တာပြန်သွားတဲ့အချိန်မှာကျွန်တော်တို့အဲ့ဖြစ်ခင်းဖြစ်တဲ့နေရာကိုသွားလိုက်ခါကျတော့အဲ့မီးလောင်ထားတဲ့နေရာတွေရဲ့ဟိုတွေတွေ့ရပါတော့ပြည်စည်းဆုံးရှုံးမှုတွေတွေ့ရပေါ့နောက်ပြီးတော့အဲ့ဟိုဒီအဲ့နေတုန်းကတော့ဆော့လူကဘယ်နှယောက်ဆိုတော့အတိအကျပြောမရဘူးပေါ့ဗျာအဲ့မှာလောင်းနေလဲတွေ့ရပါကျွန်တော်တို့ဝိုင်းပြီးတော့ ဟိုမှာကဲဆယ်ရေးလောက်ခဲ့ရပါဗျာအဲ့ဒါမီးလောင်ထားတာတွေမြင်ရတယ်အပြည့်ဟိုမှာကျွန်တော်တို့လူတွေအော်ဟစ်နေတာဟာတွေအတန်တန်ကြားရပါဗျကဲကြပါအောင်လောက်ကြပါအောင်ပါဆိုတော့အတန်ကြားရပါဒါတော့ဖြစ်စဉ်ဖြစ်ပြီးနောက်ပိုင်းကတော့ကျွန်တော်တို့ကျွန်တော်တို့တကယ်ကိုထိလန်း၆ချားပွဲရာဖြစ်သွားပါဗျာအဲ့ဒီမှာအကုန်လုံးသွေးပြက်ပေါ့ကျွန်တော်တို့ဖြစ်ပြီးရောက်တဲ့အချိန်ကိုကျွန်တော်တို့ကိုယ်တိုင်တောင်မှဘာလို့လို့ဘာကိမ်းမှမသိဘူးဒီမှာအလောင်းတွေလည်းကြီးရတယ်မြေအလောင်းတွေကိုမြင်မြင်တဲ့အတန်းတွေကိုဘာလို့អော်နေရတယ်ဘာလို့လို့ဘာကိမ်းမှမသိလိုက်ဖြစ်သွားတာ မိညင်ရမှာလို့ဒီအလောင်းနဲ့တရားမှာလို့လည်းကြောင်ကြောင်သွားတာပေါ့ဗျာရန်ကုန်တွေနဲ့ကြားထဲမှာလည်းဖြစ်တဲ့ချိန်ဆိုတော့ဘာမှလည်းမမြင်ရဘူးဖုံးမီးလေးနဲ့ကျွန်တော်တို့ကြည့်ပြီးတော့အလောင်းတွေကိုတရားအကုန်လုံးတွေကြောင်သွားတာပြီးမှ9မိနစ်လောက်နေမှဒါအလောင်းတွေကိုပြန်ပြီးတော့တဲရတာဒီလိုဖြစ်စမျိုးလည်းမကြုံဘူးတော့လေတို့အမြန်အမြန်လို့တာနောက်လေလာချမှာလဲကြောက်ရစီရပါတော့ဒီမှာလဲလူတွေလည်းပြတ်ထားလို့မဖြစ်ဘူးလေကျွန်တော်ဖြစ်ဖြစ်ချင်းမှာဖြစ်ဖြစ်ချင်းဆိုတော့အကုန်လုံးကကြောင်အားနေရဆိုတော့လူဒီ15ရောင်း20လောက် ရှိတာတောင်းမှာကျွန်တော်တို့ဘာလို့လို့ဘာခိုင်မှမသိဘူးပေါ့နော်ဒါကြီးကိုကားပေါ်တင်ကားရလည်းမရှိဘူးကားပေါ်တင်မလို့ကားရလည်းမရှိနောက်ပိုင်းကားကားရခေါ်ရှိအင်စီကားရနေရှိတာလေးနဲ့အကုန်ထုတ်လာပြီးတော့ဒီကားပေါ်တင်ပြီးရတယ်လည်းဘယ်ပို့လို့ပြောမှကျွန်တော်တို့မသိဘူးပေါ့ကျွန်တော်အဲ့ကောင်လုံးကိုရုံးဝန်ဆန်ခံတကယ်ကဘာပြတ်နေတိုင်းပါပဲအဲ့တော့လေမိသားစုငိုတာနေရောပေါ့ဗျာအကုန်လုံးကမှောင်လာတာလာဆိုရင်အကုန်လုံးမှောင်မဲသွားတာရန်ငွေပိုင်းတယ်လေအနတ်နေရောဘာတွေရောလုံးဝနှခေါင်းလည်းမခံနိုင်ဘူးအဲ့ဒီလောင်းနေရအဲ့ဒီခေါင်းပြတ်တဲ့လူတွေတွေ့တယ် အဲ့နောက်ပြီးတော့ခါမှာပေါက်ထွက်သွားတဲ့တွေ့တဲ့ဘိုင်းမှာပေါက်ထွက်သွားတဲ့အဲ့အရာတွေကတော့ကျွန်တော်တို့9ယောက်6ယောက်ကလေကြောက်ပေါက်ဟာတွေကတော့ဟိုအသက်မရှိတော့ဆိုတာခံမလို့ရပါဘူးကျွန်တော်ဟာတွေကတော့ဟိုအော်ဟစ်နေရတဲ့ကြတော့ကျွန်တော်တို့အဲ့ရတော့ဟိုအစင်ပြေတဲ့ကားနဲ့နေဆက်နေဆက်ရကျမကြီးပူဇာမှုလို့အောင်ကျွန်တော်ပြင်ဆင်ရပါဘူးဟုတ်လားညလုံးပေါ့လို့လှုပ်ဆောင်ပါဗျကျွန်တော်တို့ကျွန်တော်တို့ဆိုရင်မနက်၄နိုင်မှ၄နိုင်မှနားရတာအဲဒီပျက်စီးဆုံးခြင်းသူတွေကိုခွဲရတာလည်းမျိုးဒီမှာအသက်ရှင်ကျန်တဲ့သူတွေကိုကျွန်တော်တို့ဒီစိတ်ကူးတိုင်းခံမှုကအတွက် လောက်ရတာတမျိုးဒီဒီလူတွေကိုလည်းကျွန်တော်တို့မပြောင်းပြက်အောင်ဒီဆိုလိုတာဟိုခွေးဆွဲပါဆွဲမဆွဲအောင်ကျွန်တော်တို့စောင့်ရှောက်နေရတာတမျိုးပေါ့ကျွန်တော်တို့ဆိုရင်ဒီမနက်လေးနိုင်ကြီးမှာကျွန်တော်တို့ဆိုရင်နားတာပေါ့အဲ့ဒါမှလှုပ်ပြီးလို့မဟုတ်အလှဲကြတယ်မို့နားတာကျွန်တော်ဆိုရင်လေအခုအဲ့ဒါဟိုဒါရှင်ချန်ကဲသူဘေးပတ်ဝန်းကျင်ကလူတယောက်ပြောပြောစကားရဆိုရင်သူကပြေးတော့ပြေးကြတယ်ဒါပေမဲ့ဂျပန်လက်တလာရှန်ကမတရားမြန်တဲ့အတွက်မလုတ်တာပေါ့ဗျာ ညဘက်ဘောလုံးပွဲကြည့်နေတော့ဘုံကျဲတိုက်ခိုက်ခံရတာဖြစ်ပြီး16ယောက်သေဆုံးခဲ့ပါတယ်။သေဆုံးသူတွေထဲမှာအသက်9နှစ်အရွယ်ကလေးတယောက်အမျိုးသမီး၄ယောက်နဲ့အမျိုးသား15ယောက်ပါဝင်ပါတယ်။ဘုံကကျတော့ကျွန်တော်တို့နှလုံးပြနှလုံးတော်မှာတစ်လုံးနဲ့တစ်လုံးကမကြောက်ဘူး။တစ်လုံးကြိုက်ပြီးနောက်ထပ်က30စက္ကန့်40စက္ကန့်ပါဝင်ချင်တော့ဆိုတော့ကျတော့နောက်တစ်လုံးထပ်ခါတော့လာ။ပြန်ပြန်လို့ချရလို့ပေါ့ဗျာ။နှလုံးချနှလုံးချတာသူတို့က guide ဟောလောက်ပဲဝေးမှာ။ ဟိုကျွန်တော်ဂိုက်80ဘောင်ဝင်ချင်တော့ပဲဝေးမှာတလုံးနဲ့တလုံးလေကျွန်တော်တို့လမ်းရပြောရမယ်ဆိုရင်တလုံးကကျတော့အိမ်အိမ်ထဲမှာကြာတာတလုံးကကျတော့ဟိုကလပိုက်ဆိုင်ရဲ့ရှေ့တက်တဲ့ဘောင်မှာကြာပါတော့ခုတွေ့ရတဲ့အာကလပိုက်ဆိုင်နေရပဲအသေးကြီးပြစင်းမှုအများဆုံးတွေ့ရသူကအေးအဲ့လပိုက်ဆိုင်ကလူတွေကလည်းအကုန်လုံးဟိုခုခုကျွန်တော်တို့နောက်နောက်ဆက်တွေ့ရတဲ့အချိန်ကျရင်လပိုက်ဆိုင်ထဲမှာနေရလိမ့်မှန်းလည်းများဒါဘာသူတောင်မှမရှိဘူးအကုန်လုံးပြစီဆောင်ဆောင်တာ နေပစ္စည်းဆုံးရှုံးတဲ့ပမာဏကများတယ်ဗျအခုကျွန်တော်တို့မနေရစင်ကျွန်တော်တို့ဆော့လောက်ယူလိုက်တဲ့ခါပဲဗျအလုံး20လောက်ရှိမှာဗျကျွန်တော်တို့လည်းအဲအိမ်လေးပစ္စည်းဆုံးရှုံးလို့မို့လဲကျွန်တော်မနေရကျွန်တော်တို့အဲမနော်လာရင်းနဲ့ဆင်းလိုက်တော့သွားလေပျောက်ထွက်သွားတာကကျွန်တော်တို့လဖက်ဆိုင်ပျောက်ထွက်တယ်ကျွန်တော်တို့ဥမာပျောက်ထွက်သွားတဲ့အိမ်က၃လုံးလောက်ရှိတယ်တေဆုံးသူတွေအလုံးဟာရတားပြည်သူတွေဖြစ်တယ်လို့ဆိုပါတယ် ောင်စီရဲ့ထုံးစံတိုင်းသူတို့တော့ပြည်သူဒီမဲ့အတိမဲ့ဟိုအဓိကထားတိုက်ခတ်တယ်လို့လုံနေရဆိုတော့သူပြည်သူထူးဆဆုံးနေရကိုသူချလိုက်တာပဲပြောရမယ်ဆိုရင်လေဒါတကယ်လည်းပြည်သူတွေပါပဲအသက်အရွယ်ကြီးရမယ်ဆိုရင်လေကျွန်တော်တို့ဟိုလည်းမင်းညံ့နိုင်တယ်တည်နိုင်တယ်အသက်အရွယ်ပိုင်းရလည်း50ကျော်60လူကြီးတွေအေးညမှာ AC ပန်းဖြည့်တဲ့နေရာလေးတွေမှာမှာဆိုတော့ကျွန်တော်လူကြီးပိုင်းကအများဆုံးထိခိုက်တာပါကျွန်တော်တို့ရွာရဲ့ထုံးစံကကျွန်တော်တို့ဒီက9နှစ်ကျော် 6နာရီလောက်ဆိုရင် TV ကဟိုပြောမယ်ဆိုရင်စပြတော့ပါဗျာနော်စပြအဲ့ဒီမြန်မာမျိုးသမီးဘောလုံးပွဲလဲလာတယ်ဒါပေမဲ့တော်တယ်လေးဆိုတော့လုပ်ငန်းကကျတော့ငါးလင်းနိုင်ငံနဲ့ပတ်ဝန်းကျင်ကြာကျွန်တော်တို့ဆိုရမအားဘူးဗျာအဲလုံးနဲ့လုံးလုံးနေရတဲ့အချိန်အဲဒါရိုက်လာတဲ့အချိန်မှာကျတော့ဟိုမျိုးသမီးဘောလုံးပွဲဒါရိုက်လာတဲ့အချိန်မှာကျတော့ကြည်မအားဘူးဗျာပြောမယ်ဆိုရင်အဲ့လိုဒီလိုခွန်နိုင်ပတ်ဝန်းကျင်လောက်မှာလက်ပိုက်ဆိုင်ထွက်ပြီးထိုင်ကြရဆိုတော့အဲ့ချိန်လောက်မှာဟိုပြကြရဆိုတော့ဒီမျိုးသားဘောလုံးပွဲကလည်းပြီးသွားတယ် ပြီးပြီးမြို့သားပေါ်လုံးမှာတချို့တောင်မှာတချို့ဆိုမကြည့်ရဘူးပေါ့ဗျာဟိုလုပ်ငန်းကပြီးမှလာရဆိုတော့လေအဲ့နေရာဆိုတချို့ဆိုရင်စဘာချင်းရင်နဲ့ဘာသွားလောသမားတွေကပါသေးတယ်အဲစဘာချင်းညအညညပိုင်းမှာစဘာချင်းလို့ပြီးလို့ဆိုပြီးတော့အလဖက်လာတော့တာပေါ့ဗျာအဲ့လိုလောသမားတွေပါသွားတယ်အဲတော့ကအဲ့နေရာမြန်မာမျိုးသမီးပေါ်လုံးမှာလာတယ်မြန်မာမျိုးသမီးပေါ်လုံးကအဲနိုင်နေဆိုတော့တချို့ကမကြည့်လိုက်ရတော့ပြန်နေမဲ့ဘူးပြန်ပြန်ကြည့်ကြပေါ့အဲ့လိုပေါ့ ။အားလူတွေကအများဆုံးအားဖြင့်ကျွန်တော်တို့အသက်50ကျော်40ကျော်အရွယ်တွေအများပါဗျ။အပြောရမယ်ဆိုရင်ကျွန်တော်တို့ရွာကဟိုပုံမလင်ပြောမှန်းဆိုရင် လူနေထူတတ်တယ်ဗျ။ဟိုကျွန်တော်တို့ရွာမှာဒီအင်အင်ဂျယ်လက်စိတ်တယ်နော်။အင်ဂျယ်လက်စိတ်တယ်လူနေလက်ထူတတ်တယ်။ခုတစားတခြားချိန်ဆိုတာထက်ကျွန်တော်တို့ဒီစနေတနင်္ဂနွေနေ့ပုံစံမျိုးဆိုရင်တေချာဘက်ကိုထိတဲ့ကိုအများကြီးနေတယ်။အဲ့ဒီဆိုရင်ကျွန်တော်တို့ဘလုံးဝဲကြီးတဲ့သူတွေရှိတယ်။အဲ့လိုပုံစံမျိုးတွေရှိရပါဗျာ။ အဲ့ဆိုတော့ပိုသေးတဲ့ပုံများနဲ့ဒါလောကစင်ကဟိုဟာဒီဘောလုံးပွဲကြီးတဲ့သူဒီမြန်မာဘောလုံးပွဲကြီးတဲ့ပြန်လှမ်းကြီးတဲ့သူလောက်ပဲအဲရှိတဲ့ချိန်ပေါ့တခြားလို့ကျွန်တော်စနေတင်းကုန်လေးဟာမျိုးဆိုရင်အမ်မိုးဆိုရင်စံစီတဲ့ပုံများနိုင်တာပေါ့ဗျဟုတ်မီးလည်းမရတော့လဖိတ်ဆိုင်တိုင်းလည်းဘောလုံးပွဲမပြနိုင်ဘူးဗျဟိုမီးစင်ပြတဲ့တည်းကမပြနိုင်တာလေအဲကြတော့ကျွန်တော်ဒီမှာငကောကတော့ဒီအနာမသိငယ်ချိန်ကတော့လူတိုင်း TV ရှိတယ်ဟိုဘောလုံးပွဲကိုအေးဆေးကြည့်နိုင်တယ်ပေါ့ဗျာ အခုအကြတော့အလုပ်မဟုတ်ဘူးဟိုအာနာသိမ့်ပြီးတဲ့အချိန်ကလည်းစိတ်ပိုက်ရတဲ့အချိန်ကလည်းမကောင်းတော့ဒီမီးရအောင်ကလည်းလူတိုင်းဆိုင်တိုင်းလည်းမလုံနိုင်ဘူးအိမ်တိုင်းလည်းမလုံနိုင်ဘူးအဲကြောင့်မီးရရဲ့ဒီပဲကျွန်တော်တို့မီးရရဲ့ဆိုတော့ကျွန်တော်တို့ဆိုလာစနစ်လက်ပေါ့ဆိုလာစနစ်မီးရရဲ့ဒီပဲကြည့်ကြရဆိုတော့လူကမြင်များသွားပါဗျာဟုတ်လို့အခုလိုဘုံချက်ခံရပြီးတဲ့နောက်တရွာလုံးထိတ်လန့်ခြောက်ချားနေကြပြီးအများစုကတော့ညဘက်ရွာထဲမှာအရေးကြတော့ဘူးလို့ဆိုပါတယ်ကျွန်တော်တို့ဆိုရင်လည်းလက်တွေပဲကျွန်တော်တို့ကလေးကျွန်တော်မှလည်းကလေးရှိတာဆိုတော့ကလေးတွေတော့ကျွန်တော် ီရဲ့အတန်နေပေါ့ညတိုင်းဆိုရင်တကယ်6ချောင်းခွေရပေါ့ဒါမနေ့ညဆိုရင်ဒါကျွန်တော်တို့လက်တွေပဲပေါ့နော်ဟိုပြည်သူမပြောနဲ့ကျွန်တော်တို့လို့ကျွန်တော်တို့တောင်ဆောင်းဆန်လူတွေတောင်မှခွေဦးတန်နေရောဗာရီရောအကုန်ဆွညာပွက်နေဆိုရင်တကယ်ညခုချိန်ထိဟို6ချောင်းခွေရဖြစ်နေရပေါ့ဟုတ်ခုခုချိန်ကျတော့ဂျီလန်စာတာပဲကျွန်တော်တို့ဂျပန်တရားတက်လာပြီဆိုရင်ခုပဲတော့အကုန်အကြီးလန်းဆန်တာဖြစ်နေရပါဘူးကျွန်တော်တို့ဒါဒီနေ့ဆိုရင်ကျွန်တော်တို့ ရှင်းလေးလုံနေတဲ့အချိန်မှာဂျပန်တက်လာဆိုပြီးတော့ပြေးရအောင်ရှိသေးတယ်အခုကျွန်တော်တို့ကျွန်တော်ကိုယ်တိုင်လည်းလက်တွေ့ပြေးခဲ့ရပြေးခဲ့ရလေအဲ့တော့အဲ့ဒါစိတ်မလုံးကြုံမှုကတော့အခုမှမဟုတ်အဲ့စိတ်မလုံးကြုံမှုကတော့ခုမှခံစားမှာမဟုတ်ဘူးအစတည်းကမှကျွန်တော်တို့ဟိုဒီစစ်ကောင်စီအနာတိတ်နေမှာခံစားရပါတော့ဒါပေမဲ့ဒီဘက်ကျလေချောင်းနေမတရားစိတ်သက်ချင်ကြတော့ပို့ပြီးတော့စိတ်မလုံးကြုံခံစားရပါတော့ဒီဖြစ်စဉ်မှာတန်ရာရသူ20ကျော်ရှိပြီး သူတို့အတွက် စေဝါကူတာဖို့အခက်အခဲတွေရှိနေပါတယ် နေအိမ်ပစ္စည်းဆုံးရှုံးသူတွေအနေနဲ့ကလည်းပြန်လည်ထူထောင်ဖို့လိုအပ်ချက်တွေရှိနေပါတယ်အဓိကအခက်အခဲပေါ့အဓိကအခက်အခဲကအဓိကအခက်အခဲဖြစ်တာကျွန်တော်တို့မှာဒီအတိုင်းပဲကျွန်တော်တို့ဒီမှာစေဝါကူတမှုကလည်းကောင်းကောင်းခံယူဖို့ဖွယ်စည်းမရှိဘူးအဲခုပြောတော့ဒီအတဲကြီးပို့ဆောင်ဖို့ရင်ပေါ့နော်ရင်ကလည်းအပြည့်ပြည့်စုံစုံမရှိဘူးဒါလည်းကအဓိကအခက်အခဲကြတဲ့ဟာတွေပဲကျွန်တော်စေယုံစေကန်းကလည်းကျွန်တော်ဟိုပြောရမှာဆိုရင်မရှိတော့ဗျာ ဟိုတက်တဲ့နည်းနည်းပါးပါးသိတတ်တဲ့ဟာလေးနဲ့နေဆန်ရလေးဟောတဲ့ဟာလေးတွေတော့ဆိုတော့ဒါတွေအများကြီးခက်ခဲရှိပါတယ်အဲအဓိကတော့အဲ့ဒါအဓိကကျတဲ့ခက်ခဲပိုင်းပေါ့ဗျာအဲ့တော့ရေးပေါ်လိုအပ်နေတာတော့အခုဒီရက်လက်လေးလုပ်ဖို့တွေနေထိုင်ရေးတွေနေထိုင်ရေးပေါ့နော်ဒီအိမ်ပြန်ဒီစားဖို့တွေလောဆင်းဇာတ်ရဲတော့အများဆုံးလိုအပ်နေတဲ့စိတ်စိတ်တန်ရရနေတဲ့ချိန်တွေမှာဟိုတခြားကလည်းဖြည့်သေးဖြည့်သေးဖို့အတွက်ကလည်း မလွယ်ဘူးလေဒါလေးတွေကလောဆယ်အပူပင်တွေ့နေတဲ့ဟာတွေဆိုတော့ဒါလေးကိုကျွန်တော်တို့အများဆုံးဟာဖြည့်ရှင်းပေးခြင်းတော့ဗျာစစ်တပ်ကလော်ဘီတွေဝါရဖြန့်တယ်လို့လက်နက်ကင်နဲ့ PDF တွေပကဖတွေတိုက်ခိုက်ခံရတာမဟုတ်ပဲရက်သားတွေတည်ဆုံးခဲ့တာလို့သိရပါတယ်အဲ့တော့ဟိုပပဆက်ဆက်ပြောချင်တာပေါ့ဒါပေမဲ့ဒါကြီးကတော့ပြောမယ်ဆိုရင်ဒါပြည်သူတွေရှိတဲ့နေရာကြီးကိုတက်တက်ကိုရွှေ့လုသွားတယ်ပေါ့နော်ဒါကြီးကလုံးဝကိုလူမဆန်တဲ့လုပ်ရပေါ့နော် ကယ်လို့ဒီစစ်ပွဲကာလမှုလေချောင်းကျဲဆိုရင်လည်းစစ်ဖြစ်တဲ့ချိန်စစ်ပွဲဖြစ်နေတဲ့ဒီမှာလည်းကျဲတယ်ခုမှကျွန်တော်တို့ဒီမှာဆိုရင်ဗာစစ်ပွဲမှလည်းမရှိဘူးဘဲဖွဲ့စည်းမှလည်းကျွန်တော်တို့မရှိဘူးဘဲ PDF မှလည်းလုံခြုံနေရလည်းမရှိဘူးကျွန်တော်တို့ရွာထဲမှာဆိုရင် PDF ဆိုရင် PDF တွေဆိုရင်ရွာထဲမှာဆိုရင်လုံးဝကိုကျွန်တော်တို့ရွာမှာမဟုတ်ဘူးရွာထဲမှာမှကျွန်တော်တို့ PDF လုံးဝကိုမနေဘူးဟုတ်တော့ဒါတို့ရဲ့စီကံပေါ့ဗျာနော်ဒါတို့တို့လည်းတိမှန်ပါတိရတဲ့နယ်စီပြည်သူတွေနေတဲ့နေရာမှာတက်တက်ကိုပဲတို့ကျဲနေရပါဗျာဟုတ်လားနောက်ကျတော့ lobby ကတော့တို့ကဒီလိုလုံးမထမင်းစားရဆိုတော့ သူများကိုချနေပြီမှာသမင်းစားတဲ့ပုံစံမျိုးပေါ့နော်ဒီလိုတမတမဝမ်းမြောက်ပြည့်တဲ့သူကတော့တကယ်အစားထဲမှာအောက်တန်းကြပေးတာလေဗျာလော်ဘီပြောတဲ့စကားကိုတော့ကျွန်တော်တို့ကတော့လုံးဝလည်းခေါင်းထဲမထည့်ဘူးဒါပေမဲ့တရားကြီးကတော့မြေပြင်မှာစီဝေးရှိလို့ဆိုတာထက်ဟိုဘယ်ဘယ်လိုပဲမေးမေးပေါ့နော်သူတို့ကိုယ်တိုင်လာမေးတော့ကျွန်တော်တို့ကအထောက်ထားနဲ့ပြနိုင်ပါတယ်ဒါကြီးကဒီဘလုံးဝဲကြီးနေရဆိုလည်းသိကြတယ်ဒါလက်ဖိုက်ဆိုင်ဆိုလည်းသိကြတယ်တော့ဒါကြီးကကျွန်တော်တို့ဘလို့သူတို့လိုရင်းနဲ့တက်တည်မှမှကျွန်တော်ကုန်ပေးနိုင်ပါတယ်ပေါ့အဲ့လိုပေါ့ အခုလောလောဆယ်မှာတော့ရက်ရွာကလောက်အားပေးတွေကပျက်စီးဆုံးရှုံးတဲ့နေရာတွေကိုရှင်းလင်းရေးလှောက်ဆောင်ပြီးပါပြီမိသားစုဝင်ဆုံးရှုံးရသူတွေနေအိမ်ဆုံးရှုံးရသူတွေကတော့ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာပြန်လည်ထူထောင်ဖို့အကူအညီတွေလိုအပ်နေပါတယ်ငန်းစီစဉ်ထားတာတွေတော့အများကြီးပဲကျွန်တော်တို့ဒီကြိုစိတ်တွေဟိုဒီတော့ကျွန်တော်တို့စီစဉ်ရတယ်အခုဒီကြိုပြီးရက်လက်လေးလောက်ကြမယ်ဆိုရင်အဲ့အတွက်အဲဒီလူအားတရားတွေတချို့ဆိုမိသားစုလိုက်တရားတွေအိမ်တွေပါပြောက်တယ် အဲ့တော့ကျွန်တော်တို့ကုန်ကြစိတ်တွေအများကြီးစဉ်းစားထားရတော့ရှိတယ်ရက်လက်ရက်လက်စည်းတွေပေါ့ဗျာနောက်ပြီးတော့သူတို့အခုအိမ်ပျောက်သွားတဲ့လူတွေအတွက်မိသားစုလည်းမရှိဆက်နေကျန်တဲ့မိသားစုဆက်နေဖို့အတွက်အဲခုအိမ်နေထားတွေပြန်ဆောက်ဖို့အတွက်လေဒါတွေကျွန်တော်တို့စဉ်းစားထားရတော့အများကြီးပဲလက်ရှိအခြေအနေမှာကျွန်တော်တို့လက်တွေတော့အကောင်းထဲမှာဖွင့်နိုင်သေးဘူးကျွန်တော်တို့မှလိုအပ်ချက်တွေလည်းအများကြီးပဲပေါ့အဲ့လိုအဲ့လိုဒီဒီတက်နိုင်တဲ့ဟိုတခြားဟိုနေရာနေပြီးတော့တက်နိုင်တဲ့လူတွေကနေပြီးတော့ကျွန်တော်တို့မြေပြင်ပေါ်လာကြည့်ဟိုကျွန်တော်တို့ငွေကြီးကိုလည်းကျွန်တော်တို့ ဟိုမြေပြင်ကိုလာကြည့်လာကြည့်ပြီးတော့တကယ်ကျွန်တော်တို့ပြောတာတကယ်ဆိုတော့ရုံမလက်ခံမှကုညီပေးမဲ့သူတွေရှင်တော့ပိုကောင်းလာပါဗျာအဲ့လိုကျွန်တော်တို့ကျွန်တော်တို့ဒီမှာစနေနေ့ကျသွားနေတဲ့ဒီဒီဂျန်လက်ထူထောင်ရေးဆိုတဲ့ပုံစံမျိုးနဲ့လောက်ထားတဲ့လူတွေလည်းရှိတယ်အဲသူတို့ကျွန်တော်တို့ငွေကြေးပါကဏ္ဍမှာလည်းသူတို့ကိုအများမြင်တာတော့အပ်ပြီးတော့လုံလုံလုံနေတာခုရတယ်လေဒီနုနယ်လူသားစာနာ ဒီအောင်အသိန်းထောက်ပံ့တာကျွန်တော်တို့အိမ်ကျွန်တော်တို့ကိုယ်တိုင်အိမ်တိုင်းအိမ်ပေါင်းစီအဲဆိုရင်အိမ်ပေါင်းစီကျွန်တော်တို့သွားတယ်အားလုံးကဘယ်လိုပြောမလို့အိရတော့မထားနိုင်ကြဘူးမိသားစုတွေလေလက်ကြံကတဲ့မိသားစုတွေကလည်းစကားတော့မပြောနိုင်ဘူးအိရတယ်မှာမမြဲရင်မြက်ခွဲမဖြေမစင်နိုင်အောင်ဝမ်းနဲ့ပတ်လက်ဖြေတာကျွန်တော်တို့ကိုယ်တိုင်တော့မမြဲကြခဲ့ရပါတယ်ဗျဟုတ်